မင်္ဂလာပါရှင်ရန်ကုန်ခေတ်တည်းရမနက်ခေတ်တည်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရန်ကုန်တိုင်းတွင်းမှာ PDF တွေစိတ်ဝင်လာလာတဲ့အတွက်အေဇင်းစစ်ဆေးမှုပုံမတင်းကျပ်နေပြီးစစ်ပေးဆောင်ပြည်သူတွေရှိရင်လည်းတရင်ပေးရန်စစ်တပ်ကညွှန်ကြားပါတယ်ကွာမြို့နီမှာအရခတက်တော်နဲ့စစ်ကောင်စီတက်တော်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်မြမအကြီးဆုံးရွှေရည်ကန်းချေအင်အားစီမံကိန်းရပ်ဆိုင်သွားတဲ့တရင်ပါဝင်နောက်ဆုံးတဲ့တရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပောက်ကတော့ရန်ကုန်တိုင်းအတွင်းမှာ PDF တွေစစ်ဝင်လာနိုင်နေဆိုပြီးအကြမ်းဖက်စစ်ကောင်စီကမြို့နယ်ရက်ွက်ဟိုတယ်နဲ့တဲခိုခန်းတွေအပြင်အဆောင်တွေမှာပါအေးစင်းတွေကိုပုံမိုတင်းကျပ်စွာဆစ်ဆင်းနေပြီးစစ်ပေးရှောင်ပြည်သူတွေရှိရင်လည်းသူတို့ကိုသတင်းပေးဖို့စစ်ကောင်စီကညွှန်ကြားထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပြပါတယ်။ဩဂတ်စ15နှစ်နောက်ပိုင်းကစပြီးရန်ကုန်တိုင်းဒဲမှာရှိတဲ့မြို့နယ်တွေရက်ွက်တွေတဲခိုခန်းတွေနဲ့ဟိုတယ်တွေမှာရှမ်း ြည်နယ်ရခိုင်ပြည်နယ်ကချင်ကရင်နဲ့စကိုင်းမကွေးဘက်ကလာရောက်သူတွေရှိရင်လဲတက်ဆန်ရမြို့နယ်ရက်ွက်အုတ်ချွေအဖွဲ့တွေကစစ်တပ်ကိုချက်ချင်းအကြောင်းကြားရန်တွေ့စစ်ကောင်စီကညွှန်ကြားထားတာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့ညွှန်ကြားချက်တွေအရ PDF တွေ UG တွေကမြို့ပေါ်ကိုစိတ်ဝင်ပြီးအသွင်ယူထားသလို ထိုးစစ်အတွက်အခြေတစ်ခုရောက်လာတဲ့အဲ့လိုစိတ်ဝင်ထားတဲ့သူတွေကချက်ချင်း PDF အဖြစ်အသွင်ပြောင်းပြီးတိုက်ခိုက်တာတွေလုံလာနိုင်တယ်လို့ဆိုပြီးပြောပြီးတော့ရန်ကုန်တိုင်းတွင်းမှာအဲစင်းတွေကိုပုံမို တင်းကျပ်စွာဆစ်ဆဲဖို့အတွက်စစ်ကောင်စီကညှဉ်းကြားချက်တွေကိုတောက်လျှောက်လုပ်နေတာလည်းဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းမြစ်ကပြောပါရရှင်။ ဒီတစ်ခါမှာတော့ရခိုင်ပြည်ဂွားမြို့အနီးမှာအာရခတက်တော်နဲ့အကြက်ဖက်စစ်ကောင်စီတက်တို့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်မြေအေက330ကျော်ကျယ်ဝန်းတဲ့ရှေရီကမ်းခြေအင်အားစီမံကိန်းဟာတပိုင်းတစနဲ့ရပ်တန့်သွားတယ်လို့ဒေသတွင်းသတင်းမြစ်ကပြောပြပါဗါတယ်။အဲ့ဒီတိုက်ပွဲတွေဟာဂွားမြို့အနီးကိုကတ်လာတာကြောင့်လုပ်ငန်းဆောင်ရွက်မှုအလုံးရပ်တန့်သွားပြီးအလုပ်သမားတွေလည်းတရက်မှမရှိတော့ဘူးလို့လုပ်ငန်းဝင်အတွင်းကစစ်ဆောင်လာသူတိုးစီကနေသိရှိရပါဗါတယ်။ ရွှေရည်ကန်းချီအိမ်ယာစီမံကိန်းဟာမြန်မာနိုင်ငံမှာတခါမှမရှိခဲ့ဘူးတဲ့အကြီးဆုံးကန်းချီအိမ်ယာစီမံကိန်းဖြစ်တယ်လို့ Steel Strong Group ကပြောဆိုထားပြီး Steel Strong Group ကရွှေရည်ကန်းချီအိမ်ယာစီမံကိန်းလို့ NLD အစိုးရလက်ထက်ကလေးကအကောင့်ထဲပေါ်ဆောင်ရနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာစီမံကိန်းရဲ့90ရာခိုင်နှုန်းခန့်ပြီးစီးနေပြီလို့ကုမ္ပဏီဘက်ကလည်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ဒီစီမံကိန်းမှာဖြစ်နိုင်ခြေအလုံးနဲ့ပါသွားပြီးအိမ်ယာမြေကွက်တွေဝယ်ယူထားသူတွေဟာစိုးရိမ်နေကြတယ်လို့ second view မှာမြေခွက်ဝယ်ယူထားတဲ့မန္တလေးကပြည်သူတူကပြပြပါရယ်၂022ခုနှစ်မေလတုန်းက ULAA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တူကအဲ့ဒီစီမံကိန်းကမြေခွက်တွေကိုမွေယူကြဖို့တတိပေးပြောဆိုထားပါရယ်ရခိုင်ပြည်တွင်းအေအင်းအားကြီးထွားလာချိန်မှာတော့ခရိုနီစီဝိုင်းသမားတွေကစစ်တပ်နဲ့ပေါင်းပြီးလဝကြီးအုပ်ထားတဲ့မြေနေရာတွေကိုတစ်ဖက်လက်နဲ့အကွက်ရိုက်ကပြည်သူတွေကိုရောင်းချနေရလို့ ULAA ထိပ်ပိုင်းခေါင်းဆောင်ကပြောဆိုဟန်တာခဲ့တာလည်းဖြစ်ပါရယ်ရွှေရည်ဒီကမ်းချင်အင်ရမှာ ကျင်းငောင်းပွင့်အဆင့်ရှိတဲ့နန္ဒကာအပန်းဖြေဟိုတယ်တွေလူနေစောင့်မဲ့မြေကွက်တွေတောင်ပေါ်ခေါင်းရည်လေးကျင်ခွင်းကလပ်ဟောက်စ်ရေကူးကန်အစားတောက်တန်းအိဒီယန်ဘောတွေကျင်းပနိုင်တဲ့ private party area ကားရနားရနေရာတို့ပတ်ဝန်းကျင်လို့လည်းသိရပါရရှင်။ ရှမ်းပြည်နယ်တိုင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကအင်အားဖြည့်တင်းမှုစ조사နေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့တရားနယ်လေးကပြောပြပါဗျ။နောင်ချိုမြို့နယ်အသေးချိုတောင်ခန်းနယ်ကံဘောစာဖုံးတော်ကြီးကျောင်းတို့မှာတောင်မျိုးသားလူမျိုးရဲ့တက်မတော့တရားနယ်လေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ဩဂတ်လ21ရက်နေ့ကတရားချိုကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းနဲ့ကံဘောစာဖုံးတော်ကြီးကျောင်းတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တရားနယ်လေးကထုတ်ပြန်ထား ားပါရယ်တောင်ခမ်းရွာကအကျန်းဖက်စစ်ကောင်စီရဲ့902တက်စကန်မှာတိုက်ပွဲဖြစ်ပွားနေစဉ်တွင်အကျန်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရပါရယ်ရှမ်းပြည်နယ်တောင်မရက်ဆောင်မြို့ကြောက်ကူကနေလည်းနောင်ချိုမြို့နယ်အတွင်းကိုအကျန်းဖက်စစ်တပ်ကစစ်အင်အားပြန်လည်ဖြစ်တင်းဖို့ကြိုးပမ်းနေပြီးထိုးစစ်ဆင်လာတာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါရယ်ရှင် ပဲခူးတန်တဲ့တပုတ်ကိုကြည့်အောင်ပါပဲခူးတန်ဖြူမြူနယ်မှာနှင်းစက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သားစက်ကုန်းတေသွားခဲ့လို့တောင်ပိုင်းစစ်ဒေသကပြောပြပါရယ်ဩဂတ်စာ19ရက်နေ့ကဖြူမြူနယ်လိပ်ပေါ်ကျေးရွာနဲ့စက်ကုန်းကျေးရွာကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလိပ်ပေါ်ကျေးရွာတွင်ကိုဝန်ရောက်တက်ဆွဲထားစဉ်မှာဖြူပကပမဟာမိတ်တပ်ဖွဲ့နဲ့စစ်ကြောင်းတပ် drone တင်းအဖွဲ့တို့က drone နဲ့ဘုံးကျဲတိုက်ခတ်ခဲ့လို့သိရပါရယ်အဲလိုတိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား9ဦးဟာသေဆုံးသွားပြီး လေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါးအလားတူဩဂတ်စ်လ20ရက်ကလည်းအကြမ်းဖက်တပ်သားတွေဟာစက်ကုန်းကျေးရွာကိုထပ်မံစစ်ကြောင်းထိုးလာစဉ်အတွင်းထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား12ဦးဟာသေသွားခဲ့တာဖြစ်ပြီး9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကလိပ်ပေါ်ရွာအတွင်းကိုပြန်လည်ဆုတ်ခွာသွားလို့တောင်ပိုင်းစစ်ဒေသကပြောပါဗါးအဲ့ဒီတိုက်ခိုက်မှုကိုတောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကရုံးမတစ်စစ်ကြောင်းနဲ့ PDO ပူးပေါင်းတပ်ဖွဲ့တို့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးထိတွေ့တိုက်ပွဲတွေဖြစ် စ်ပွားပြီးတဲ့နောက်မှာတော်လန်ရဲဘော်တွေဟာနယ်မြေရှင်းလင်းလှုပ်ဆောင်တဲ့အတွက်ကပ္ပစာကြီး5.56ကြီး195တောင်းလွဲနှလုံးနဲ့စေးပစ္စည်းအချို့ကိုတင်းဆဲရရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့မုံရွာအချင်းတောင်မှာအစာငတ်ခံဆန္ဒပြမှုနဲ့ကြွေးကြော်အတန်းတိုင်ကဆန္ဒပြခဲ့ကြရလို့ဆိုပြီးနိုင်ငံရေးအကျဉ်းသား16ဦးကိုတရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။အဲလိုတရားစွဲဆိုထားတဲ့အမှုကိုတရားစွဲခံနိုင်ငံရေးအကျဉ်းသားတွေကိုရှေ့နေငှားရမ်းခြေပဖို့အချိန်မပေးဘဲအမှုစစ်ဆေးမှုတွေကိုအလင်းမြန်ဆောင်ရွက်နေတယ်လို့မုံရွာလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီစီကနေသိရှိရပါတယ်။၂၀23ခုနှစ်စက်တင်ဘာလကအစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ကိုဝင်းကျော်ကောင်ကိုကြီးဟဲ ဲကိုစမ်းမြင့်လွန်အပါဝင်နိုင်ကျင်း၁၉ဝုကိုလူစုလူဝေးနဲ့စုပို့မှုနဲ့တရားစွဲဆိုထားတဲ့အမှုကိုဩဂတ်စ၁၉ရက်နေ့မှာအမှုစတင်စစ်ဆေးခဲ့ပြီးမှလည်းရှင့်နေငှာရန်ခြေပဖို့အချိန်မပေးပဲအမှုစစ်ဆေးတာတွေကိုလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်တရားစွဲခံရတဲ့နိုင်ကျင်းတွေကိုရှင့်နေငှားမယ်အမှုတွဲမိတူကူးမယ်လို့ပြောပြီးမှလည်းမုံရွာမြို့နယ်တရားသူကြီးဦးထက်အောင်စောကအချိန်မပေးတဲ့အတွက်ကြောင့်နိုင်ငံရဲ့အကျဉ်းသားတွေဟာအမှုတွဲတွေတိုင်ချက်တွေကိုမဖက်ရတဲ့အပြင်ရ ှေ့နေအကူအညီလည်းမရပဲအမှုရင်ဆိုင်နေရတယ်လို့အကျဉ်းတောင်တဲ့နိစက်သူတွေရဲ့ပြောဆိုချက်ကိုကိုကပီမုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ပြောဆိုထားပါဗျ။အဲ ဒါအပြင်လက်ရှိတရားစွပ်စွဲခံရတဲ့နိုင်ငံရေးအကျဉ်းသား16ဦးမှာမဆိုင်တဲ့သူတွေလည်းပါဝင်နေကမုံရွာထောင်မှာဖြစ်ပွားခဲ့တဲ့အစာငတ်ခံဆန္ဒပြမှုနဲ့ကျေးကျော်တန်တိုင်ကဆန္ဒပြမှုဖြစ်စဉ်နှစ်ခုစလုံးမှာပါဝင်ခဲ့တဲ့ကိုဝေမိုးနိုင်ကိုမန်းစာမြေမိုးကိုဖုံးမြင့်အောင်ကိုအောင်ချမ်းမြေတို့အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား32ဦးတို့က၎င်းတို့ကိုတရားစွပ်စွဲရမှာထည့်သွင်းဖို့နဲ့ဖြစ်စဉ်မှာအမှန်တကယ်မပါတဲ့သူတွေကိုတရားခံစင်းကနေပတ်ဖြတ်ပေးရန်တင်ပြတဲ့စာကိုလည်းထောင်အာဏာပိုင် ေကတရားရုံးကိုတင်ပြပေးခြင်းမရှိဘဲဖုံးပြီးထားရလို့သိရပါဗျ။လက်ရှိအခြေအနေမှာ ထောင်အာဏာပိုင်နဲ့တရားရုံးလဝါချင်းရိုက်ကဖုံဖုံဖိဖိဖြစ်ရှင်းနေကြတဲ့ပုံပေါ်နေလို့လဲမုံရွာလူမှုတပိတ်တိုက်ပွဲဥဆောင်ကော်မတီစီကနေသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနေ့ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။